ကျွန်တော်ဒီနေ့အတွက်တယောစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီတယောစာလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်ကျွန်တော်ရေးသားထားတဲ့တယောစာများစုဟာမြေပြင်ခြေနေသတင်းချက်လက်များပေါ်အခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်တရားရာဂိုင်းလုံးတယောစာဆစ်စစ်တော့ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှချက်တော်များနေတူမြမပြည်သူပြည်သားများအားလုံး ဘေးကင်းချမ်းသာကြပါစေဗျာရေတော်ဘုံအောင်ကိုအောင်ရမည် ရင်ပြင်းနီလက်မှတ်ရောက်ဤဖြစ်ဖြစ်ဖြင့်ရယခုရဲ့ပိုင်းအတွင်နေပြည်တော်ရှိစစ်ရာရှိခြင်းများမှာအနာမနေကြရအောင်အကြောင်းမူကားလက်ရှိတပ်မတော်ဤခေါင်းတကြီး၃ယောက်ဖြစ်သောကြောင်ချီဒုတိယလူနှင့်ကြွက်ချီတို့ဤတယောက်တမျိုးစီစောက်ဝိုးစီဖြစ်၍နေသောစိတ်အလိုတို့ကိုမြီအောင်လိုက်နေရခြင်းကြောင့်ဖြစ်သည်တဘာဝဘေးကိုဗန်းပြပြီး တရားဝင်အာဏာရရေးအတွက်ပွဲစာတက်နေသောကြောင့်ချင်းမှာ မကြခင်ကျင်းပမည်ရုရှားယင်ပြင်းဒီအောင်ပွဲခန်းသားကိုတွားရောက်ဖို့အတွက်စိတ်ကူးနဲ့ကြည်ယူယုံသာမက အရင်က သူနဲ့သူ့မိသားစုအတွက် နိုင်ငံခြားခီးစဉ်တွားရောက်နေကြအဲဘတ်လေရင်ကြီးကိုပါအပိုင်ဝယ်လိုက်လီပြီ နိုင်ငံတကာကငလင်ပေးကူညီပေးထားတဲ့ငွေတွေက မနေမနော်ရထားတာကို ဝေနိုင်မှာပေါ့လီ ဒီပွဲကိုအဖေပြင်လဲတက်မယ်ဆိုတော့ကြောင်ချီမဖြစ်မနေတက်မှာဖြစ်မယ်အရင်တစ်ခေါက်တော့တော့ကလည်းအဖေပြင်နဲ့တွေ့ခွင့်မရခဲ့ဘူးဒီတစ်ခေါက်တော့မော်စကိုမှာတွေ့ရင်တော်လို့ကြလို့ပါမိလိုင်ဘဝကပျော်သလိုလိုမပျော်သလိုလိုနဲ့မမဆောင်ဖြစ်နေလို့ပါ ဆိုပြီးမျက်ရည်ကန်ထိုးရမယ်တော်ဝင်မဲ့လေခက်နေတာတခုက ဖေကြီးပူကကန်လန်းထားတဲ့ပြည့်ရဲ့ရေးကိုဇလန်စကီကပယ်ချလိုက်တာပဲ ပြောတာပြောရတာပါအပြည့်ရတဲ့ဆိုတာလေသူ့လိုလူချားသူချားကောင်းရှောက်ပြောင်းနေတာလေဖြစ်ချင်းဖြစ်မှာရုရှားပိုင်နဲ့မှာဖြစ်ပြနေတဲ့ကိစ္စအတွက်ကျွန်တော်တို့တာဝန်မယူနိုင်ပါဘူးရုရှားကသူတို့ကိုလုံခြုံရေးပေးတယ်ကျွန်တော်တို့အနေနဲ့ကတော့ဘာလုံခြုံရေးအာမခံချက်မှမပေးနိုင်ဘူးဒီကောင်ဇလန်စကီတိတ်လုံးနေတိုက်လေရင်တို့ဒုံးကျည်တို့မပြောနဲ့ လေရင်ပြစ်လက်နဲ့တောင်ကောင်းကောင်းမရှိရဲမြမပြီကပြီတဲ့တွင်နဲ့တန်ရင်သာလက်နဲ့ကင်တက်ဖွဲ့တွေသာ ဆိုရင်ကြောင်ချီခူးမဆိုင်ပါဘူးအခုကအသက်ဝယ်ထားတဲ့လေရင်ပြန်ကြီးကို ကိုပိုင်ဖြစ်ပထမဆုံးစစီးတဲ့ခေါင်မှာပဲဒုံထိမဲဆိုရင်ကြောင်ချီကြောက်တာအဲ့ဒါတခုပဲတဖက်ကနေလည်းတွေ့ကြည့်လိုက်ပြန်တော့လေယူကရိန်းဒုံးတွေသာရက်နဲ့တိုက်ပြီးချိန်ထားတယ်ဆိုရင် သူကတေချာပေါက်လွတ်မှာဆိုပြီး ကြံဖန်စိတ်ပြင်းနေရတယ်။ကြောက်ပေမဲ့လေတွားရမှာပဲ။ဒါမှသာရွေးကောက်ပွဲကျင်းပတဲ့အခါနိုင်ငံတကာကတရုတ်နဲ့ရုရှားကတိမတ်ပြူတယ်လို့ဆိုပြီးခေါင်းစဉ်တက်နိုင်မှာမဟုတ်လား။ရွေးကောက်ပွဲအတွက်ကိုတော့ကြောင်ချီစိတ်မပူပါဘူး။အတိအကကလှုပ်ဖြစ်ဖို့ပဲလိုတာ။2020ကပလန်တိုင်းပဲကြံဖွင့်နိုင်တာနဲ့တမတာကြီးလုံမယ်ဆိုတဲ့မူလလဟောင်းမအားလားစီစဉ်ပါပဲ။ အရာကိုဟိုပါတီကြီးကထပ်ပြီးအနံ့ရသွားလို့အခုလိုမျိုးအာဏာမသိမ်းခြင်းပဲသိမ်းလိုက်ရတာဒီတခါတော့ဟိုပါတီကြီးလည်းမပါဟိုမကြီးလည်းမပါဘူးဆိုတော့တေချာပေါက်ရွေးကောက်ပွဲနိုင်ပြီလीတနိုင်ငံလုံးမှာ ရှိတဲ့ပါတီလင်းကားချက်ခုတဲမှာကလေသတ်မှတ်ထားတဲ့ပြထန်းကျင်းတဲ့ပြည်စုံတဲ့ပါတီဆိုလို့ကြံ့ဖွင့်တဲ့တိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီတဆညာနှစ်ခုပဲရှိတာလीဒါတောင်မကောင်းတတ်လို့ အမှန်ကကြောင်ချီသဘောတိုင်းသာဆိုရင်ကြံ့ဖို့ပါတီတစ်ခုရဲကိုပြန်ခိုင်းကျင်တော့ဒါမှသာတရားရာဂိုင်းလုံးစိတ်အေးရမယ်မဟုတ်လားတွေးရင်တွေးရင်ဒေါ်လာဖြစ်လာမိတော့စိုးဝင်းမှာတောက်တစ်ချက်ကိုခက်ကြည့်ကြည့်ခောက်လိုက်မိလေသည်တချို့တွေကလေရင်ကြီးပိုင်ဝယ်ပြီးနိုင်ငံเจ้าခီးစဉ်ထွက်ဖို့ကုန်းစားနေချိန်မှာ သူကတော့မော်ဂျူလာဟောက်ဆိုပြီး ပေါက်ပန်း40အမီပြေးထားတဲ့ဒီယာယီရုံကန်တဲဆုပ်စီမံကိန်းတွေနဲ့တာလဘတ်တဲတွေချောက်ကိုရှောက်သွားနေရသည်ဒါပေမဲ့လည်းမော်လမြိုင်ကိုမသွားရတာတော်ပါသေးတယ်နှုံမော်ဆိုရင်ခေါင်းမော်မှာဒရုန်းသီးကြွေလို့ပုံပြီးနေမလွတ်မှဟုတ်ပေဖြစ်နေအောင်မယ်ဆိုပြီးကြံဖန်လို့စိတ်ပြေနေရတာဟိုနေ့ကလည်းနိုင်ငံတကာကကွန်ကြီးတာတွေကိုတရင်ထုတ်ပြန်စမ်းကွာဆိုပြီး ကြောင်ချီးပေးတဲ့စင်းစာရွက်ကိုသူ့ဒီအတိုင်းဖတ်ပြလိုက်ရတယ်။ဒီစင်းရင်ဟာစင်းရင်မှန်မဟုတ်ဘူးဆိုတာလေသူသိတယ်။ဒါပေမဲ့စင်းစာရွက်အလိမ်မော်ကပစ္စည်းတွေနဲ့ငွေတွေကကိုမရှိတော့ဘူးဆိုတာတော့စားတယ်။ AB 24ရဲ့နေ့အထိစင်းရင်ရောက်ထောက်ပံ့ရေးပစ္စည်းကတန်ချိန်2635ဒသမ62တန်၊ကယ်ဆယ်ရေးပစ္စည်းတန်ချိန်က1198ဒသမ72တန် မြန်မာငွေက135ဒသမ986ဘီလီယံကျော်အမေရိကန်ဒေါ်လာက1ဒသမ438တန်းကျော်ကိုရီးယားဝမ်က9တန်းအိန္ဒိယ UP 15တန်းထိုင်းဘတ်2တန်းနဲ့စင်ကာပူဒေါ်လာဘယ်နှတန်းစတဲ့ဘာညာစမကလာပေါင်းမြောင်များစွာဟာသူ့လဲဘာမှဖြစ်ဖြစ်မြောင်မြောင်မရလိုက်ဘူးအဲမမရရဟိုတယ်လောကဘာလို့မိသားစုစားဖို့ဆိုပြီးဘုံမူးလေးတယောက်လာကြတော့သွားတဲ့ ကုလသမဂထုတ်ဘစ်ကစ်ထုတ်လေးတွေလာပဲတက်ခါရဘူးတွေအတွေးပေါင်းစုံနဲ့စိတ်ညစ်ညူးနေသောစိုးဝင်းမှာကားရက်လိုက်မှပင်ဥပ္ပန္နတန်ဒီဖျားချေရင်သို့ရောက်လာမှန်းတရိထားလိုက်မိသည် ဆောက်လုံးကမရှိတော့ရှောက်ပြန်တန်ပေးချေးဝမ်းအောင်လုပ်ပြီးတွားရောက်ကြည့်ရှုလိုအပ်တာများကိုမှကြားဆိုရဲစစ်ပေါ်ကျုပ်ဆင်ဆက်ရဲ့လှုံထုံးလုံးနည်းများအတိုင်းရောက်လာပြန်တဲ့ပေါ်တို့ဝင်မဲ့ဒီတစ်ခါမှာတော့ စိုးဝင်းတယောက်လက်အုပ်ချီ၍တစ္ဆာပါဆုံးမိတော်သည်အရှင်ဖျောင်းတပည့်တော်သည်ယခုဖြစ်ရာဘဝမှာငါးပါးတီလာကိုအလုံးစုံချိုးဖောက်၍အပြစ်မဲ့ပြည်သူတွေအပေါ်မှာစစ်ကြောထိုးလေရင်ပုံးကျဲရွာလုံးကျုပ်မိရှုတက်ဖြတ်ယုံသာမကအခုနောက်ဆုံးမျိုးသမီးတဦးကို CWN လုံးတော့ခိုင်းပြီးဟာတိုက်ရင်မောချင်းဖြင့်တိုင်းပြည်နဲ့လူမျိုးကိုကာကွယ်ဆောင်ရှောက်နေသောတမတော်ကြီးမှဒုတိယလူအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်ဖေ။အစိုးရကိစ္စများကိုအမိန့်ပေးဆောင်ရွက်ခဲ့ရာတွင်လည်းမိမိရဲ့သဘောဆန္ဒအလျောက်ပြုတ်လုခဲ့ပါတယ်ဖေ။အီမန်သောတစ်ဆောင်စကားကြောင့်နောင်ဖြစ်လျာဘဝခွေးဖြစ်ခဲ့လင်တောင်းခွေးလင်ကြီးသာဖြစ်ပြရစေ။မြောက်ဖြစ်ပါကလည်းနောင်မီးလင်းခံရသောမြောက်မဖြစ်ပြရစေနဲ့တော့ဖေ။ဖြစ်လျာဘဝစတိုင်းဒုတိယလူမဖြစ်ပြရစေနဲ့ဖေ။ ကြောင်ချင်းနဲ့ဒုတိယလူနီးတူအလုတ်ရှုပ်နေသူမှာတတိယလူသောမဟုတ်ကြွက်ချီကျော်စွာလဲကြွက်ချီဟာဒုဘဘဝမှာဗိုလ်ချုပ်ဖြစ်တဲ့အထိစစ်တပ်ထဲမှာရုပ်ရှင်မင်းသားလို့နေထိုင်ခဲ့ရတဲ့အတွက်သူ့ကိုနေတိုးသောမဟုတ်ပြည်တီဦးလို့စစ်ဘိုလ်ချုပ်ချူကနာမည်ပြောင်းပေးထားကြတယ်လीသူကတော့ရက်ရှိတဲ့နေတိုးကိုပုံပြီးသဘောကျတဲ့အတွက်သူ့ကိုသူကိုနေကိုတိုးလို့ပဲကြက်ရွေတတ်မှတ်ထားမိတယ် စစ်ရေးတွေ့ကြုံကတော့အလဲပိုင်းတိုင်းစစ်ထဏာချုပ်တိုင်းမူဖြစ်ခဲ့တဲ့အချိန်တုန်းကပြင်းဥလွင်မျိုးစစ်အင်ဂျင်နီယာတက်ကတော် DSTA ကို တင်နီလာအီရိုကရှော့တိုက်ဒုံးနဲ့ပစ်လို့ဂရင်အောက်ဝင်ပုံပြီးစောင်းကောင်းမီခြုံနေခဲ့ရတဲ့တွေ့ကြုံကြီးတစ်ခုရှိတယ်။ဒါဟာနိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်တဲ့နေရာမှာအရေးပါလာနိုင်နေဒီရဲ့ပိုင်းမှာတက်ချုပ်ကြီးကရေဒီကြီးကိစ္စရှိလို့ဆိုပြီးလှန့်ခေါ်တော့သူအပြေးလေးရောက်သွားတယ်။ ရွေးကောက်ပွဲကျင်းပပြီးတဲ့အခါမှာတက်ချုပ်ကြီးအနေဖြင့်တမတော်ကနေနာယူပြီးတမတာကြီးလုံမှာဖြစ်တဲ့အတွက်တက်ချုပ်ကြီးရာထူးကိုစိတ်ချယုံကြည်ရတဲ့ဒုတိယထံသို့ပင် လွှဲပြောင်းပေးခဲ့ခြင်းနဲ့အကြောင်းအဲ့ဒီတက်ချုပ်တဲ့အဓိကတာဝန်ဟာတမတာကြီးမိသားစုပိုင်ကျိုးစည်းဝါးများကိုကာကွယ်စောင့်ရှောက်ဖို့ဖြစ်ကြောင်းဒီနေရာအတွက်ယုံကြည်စိတ်ချရသူများများဆဆမရှိကြောင်းအခုလက်ရှိရွေးကောက်ပွဲမတိုင်ခင်မှာ အသိခံထားရတဲ့မြို့တွေကိုရသမျှပြန်ယူနိုင်မှုအရေးကြီးကြောင်းအထူးအားဖြင့် TNL ထံမှမိုးကုံမြို့တစ်မြို့လောက်ပြန်ရရင်ကို အခြေအနေတော်တော်ကောင်းပြီဖြစ်ကြောင်းတတ်ချုပ်ကြီးကတောက်လျှောက်ပြောလေသည် TNL ဆိုတဲ့တန်လင်းကြားရောကျွတ်ချီးမှာမစင်တောက်တောက်ကြတဲ့ဂရင်အောက်ကညကိုပြန်လေသတိရမိပြီးဖင်မှာကြုံသွားတယ်ဒါပေမဲ့လည်းတတ်ချုပ်ကြီးရာထူးကိုမြင်လိုက်ရပြန်တော့ စအိုးကျွတ်သားတွေကပြန်ဆန့်လာပြန်ရောပိုစောရာကတင်နီလာအေးရဲ့တွဲဘက်ထွေထွေတွင်ရင်မှုနဲ့ဘုံမှုကြီးတာပန်းလာကဟိုနေ့ကသတင်းစာရှင်းလင်းပွဲမှာဘုံရန်သူစစ်အာဏာရှင်မြစ်ဖြတ်ရေးကို NUG အပါအဝင်မိမိတို့၏မဟာမိတ်များနှင့်ဆက်လက်၍လက်တွဲသွားမည်ဖြစ်ကြောင်းလက်တလော TNL ကတင်ပိတ်ထားသောမြို့နယ်များကိုစစ်ကောင်စီထံသို့ပြန်ပေးရန်တရုတ်နိုင်ငံ၏ဖိအားများရှိနေတော်လေပြန်ပေးမည်မဟုတ်ကြောင်း လာရှို့လို့မဖြစ်ရေးအတွက်တည်သူတွေကတက်တက်ကြွကြွပါဝင်ပေးကြရန်နဲ့မြို့ကာကွယ်ရေးတပ်များတွင်လည်းပြည်သူတွေပူးပေါင်းပါဝင်ပေးကြပါလို့ပြောပြန်နေဒါဝိမဲ့လေမင်းကငါအာကိုယုံကြည်ပါရစေ ဆိုတဲ့တက်ချုပ်ကြီးရဲ့စကားကိုလည်းကြားရောကြွက်ချီကြော်စွာလင်းမှာ တိုင်းပြည်ကိုအလုံးစုံတေချာဖြည့်ဆည်းဖို့တာဝန်ဟာသူ့ခေါင်းမော်ကိုကြလာပြီဆိုတာသိလိုက်တယ်ဒါနဲ့ပဲကြွက်ချီကချက်ချင်းလက်သေးလက်မောင်းတန်းပြည် ပီရက်တွေနဲ့အီယိုရီလက်ထဲကမျိုးပေါင်း90ကျော်ကိုအကောင်ပြန်သိမ်းမယ်လို့ကြုံဝါလိုက်တယ်။ကျန်နာရီအားလုံးအဆင်ပြေပေမဲ့ခက်တာကသူ့စက်တိုက်တက်ဘူး။ဒီတော့သူ့လူယုံတွေတဲကမျက်နှာပြောင်တိုက်နိုင်သူတွေအဆက်မရှိသူတွေကိုရွေးပြီးအဖွဲတစ်ဖွဲ့ကိုချက်ချင်းဖွဲ့စည်းဖို့လုပ်တယ်။ဒါပေမဲ့အားလုံးကအဆက်မဲ့မျက်နှာပြောင်တွေကြီးပဲမို့မနေရွေးလိုက်ရတယ်။ရွေးလေပြေရောအဲ့ဒီအဖွဲကို တရုတ်ကြီးနဲ့ဇက်တိုက်လို့တောင်ရှိပစိုးတွေဝက်ခန့်၍လူရှင်တော်အိုက်တင်နဲ့တင်ရီယာအေရိုစီတော်ပြီးအခုလိုကပြလေတဲ့မိုးကုတ်ပြေးပါအောင်ပြကိုကြီးများရဲ့မိကျော်စွာ လာရှိုးလေးလိုလှုပ်ပါတရုတ်ကြီးများရဲ့မိကျော်စွာမိကျော်စွာကျော်စွာအော်ရာကြရင်ကုန်းပြပြရစီဗျာထိုးပုံထုံနည်းအဖြစ် နေပြည်တော်စစ်အရာရှိကြီးများခမတနေ့တမျိုးမယိုးရအောင်ကြောက်အိုးခွဲရရဲ့စောက်ကျိုးနေတမတော်ကြီးထဲမှာနေ့စဉ်နေ့တိုင်းအတုံးတော်ခံနေကြရတဲ့ဝေး